ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော် PT the future KKK channel မှာကြိုဆိုပါတယ်ခင်ဗျကျွန်တော်ဒီ channel ကနေပြီးတော့လမ်းစားပြောင်းနေတဲ့လူငယ်တွေအတွက်လမ်းစားတစ်ခုရစေမယ့် video လေးတွေဖြန့်နေတာပါဒူတူးနဲ့တူးဝါသနာရွေချက်လေးတွေမတူကြတော့ခုနဲ့ကန့်ညီမဲ့အပိုင်းလေးတွေကိုယူလို့ရပါတယ်ခင်ဗျကျွန်တော်ဒီ video တစ်ခုကနေပြောပြမှာကတော့ AI ကိုအသုံးပြုပြီး YouTube ကနေပတ်စံရှာလို့ရနိုင်ပြီဆိုတာကိုကိုယ်ရောကိုမျက်နှာကိုပြစေရမလို့ပဲကိုဝါသနာပါတဲ့အကြောင်းလေးတွေကိုဗီဒီယိုလုပ်ပြီး YouTube ပေါ်တင်ဝင်ဝင်ရအောင်လုပ်လို့ရပါတယ်။ဖုန်းတစ်ခုလက်ထဲရှိုံနဲ့အစားအနေအဆုံးထိ AI ကိုအသုံးပြုပြီးဗီဒီယိုလေးတွေကိုဘယ်လိုဖန်တီးထားလဲဆိုတာကိုပြည့်လျင် information YouTube channel လေးမှာတွားရောက်လေ့လာပြီးပို့တိုက်တွန်းခြင်းပါလေခင်ဗျာ။ကျွန်တော်အခုပြထားတဲ့ YouTube channel လေးပါအရန်ကောင်းတယ်။စိတ်ရှိလက်ရှိနဲ့ကိုရှင်းပြပေးထားတယ်။ဝါသနာပါတဲ့လူတွေကိုလည်းဆန်းစားရအောင်စေတနာပြည့်နေကိုရှင်းပြထားတယ်။ ဆရာကြီးကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးကျွန်တော်ကိုယ်တိုင်လည်းဒီ channel လေးကိုကြည့်ပြီး YouTube channel လေးကိုဖွင့်ပြသွားတာဒီလိုလမ်းသာရရှိမဲ့ဗီဒီယိုတွေနောက်ဗီဒီယိုတွေကိုလည်းဖန်တီးထားပါတယ်နောက်ထပ်လည်းအများကြီးဖန်တီးပေးသွားပါမယ်ကျွန်တော် channel လေးကို subscribe ပေးကြပါနော်နောက်ထပ်ဗီဒီယိုတွေလည်းကြည့်ပေးကြပါလမ်းသာရရှိမဲ့အကြောင်းလေးတွေကိုပဲ share တင်လုပ်ပါပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအခုကျွန်တော် AI နဲ့လုပ်ထားတဲ့ဗီဒီယိုလေးကိုကြည့်ကြအောင်ပြ Let's go. ိုးသေးထန်စွာရွာသွန်းနေတဲ့ညတညမှာရွာငယ်လေးတစ်ရွာမှာမောင်သူရဆိုတဲ့လူငယ်တစ်ယောက်သူ့အခန်းထဲမှာထိုင်ပြီးစဉ်းစားနေတဲ့သူ့မျက်နာမှာပင်ပန်းနှွမ်းနယ်မှုတွေစိတ်ပြက်အားငယ်မှုတွေပြည့်နေနေတဲ့သူ့ဘဝဟာလမ်းဆုံးကြီးပဲလို့ထင်နေတယ်သူမိသားစုဟာဆင်းရဲလွန်းလာတယ်ဖခင်ကလယ်သမားတယောက်ဖြစ်ပြီးမိခင်ကလည်းကျမ်းမာရေးမကောင်းတော့အိမ်မှာပဲနေရတယ်သူတို့မိသားစုဟာနေ့စဉ်စားဝတ်နေရတဲ့ရုံးကန်နေရတယ် မောင်သူရဟာအထက်တန်းចောင်းသားတယောက်ဖြစ်ပြီးသူ့ရဲ့အိမ်မက်ကဆရာဝန်တယောက်ဖြစ်ဖို့ပါဒါပေမဲ့သူ့မိသားစုရဲ့ဆင်းရဲမှုကြောင့်ចောင်းစည်းအိတ်တွေစာအုပ်တွေသင်တန်းတွေမတက်နိုင်ဘူးသူ့အနာဂတ်ဟာမှောင်မိုက်နေခဲ့တယ်ဒါပေမဲ့သူဟာအရှုံးမပေးခဲ့ဘူးသူ့ရဲ့အိမ်မက်ကိုလက်မလွတ်ချင်းဘူးတနေ့မှာသူ့ចောင်းကဆရာမကြီးကသူ့ကိုပြောတယ် ူရဘဝမှာခက်ခဲမှုတွေကလာမယ်ဒါပေမဲ့အရေးကြီးတာကမင်းကအရှုံးမပေးဘဲစူးစမ်းနိုင်မလားဆိုတာပါမင်းမှာစွန့်ရည်ရှိတယ်ယုံကြည်မှုရှိပါဆရာမကြီးရဲ့စကားကသူ့ကိုအားတက်စေတယ်သူဟာညဘက်တွေမှာစာကြည့်တိုက်မှာစာဖတ်ပြီးနေဘက်မှာအကြောင်းပြီးရင်အချိန်ပိုင်းလုပ်တွေလုပ်တယ်သူ့ရဲ့စူးစမ်းမှုကိုသူ့မိသားစုက အားပေးတယ်ဖခင်ကသူ့ကိုပြောတယ်တားရင်ငါတို့မှာငွေကြေးမရှိပေမဲ့မင်းရဲ့စူးစမ်းမှုကိုငါတို့အားလုံးကဂုဏ်ယူတယ် နှစ်တွေကြာလာတဲ့အခါမောင်သူရဟာအထက်တန်းဆောင်မေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်မြင်သွားတယ်။ဒါပေမဲ့စေချောင်းတက်ဖို့အတွက်ငွေကြေးပြဿနာကရှိနေသေးပါပဲသူဟာပညာသင်စုတွေလျှောက်ထားပြီးအချိန်ပိုင်းလုပ်တွေဆက်လုပ်တယ်။သူ့ရဲ့စူးစမ်းမှုကိုမြင်တဲ့ကြေးရွာကလူတွေကလည်းသူ့ကိုကူညီကြတယ်။နောက်ဆုံးမှာမောင်သူရဟာနိုင်ငံတော်ကပေးတဲ့ပညာသင်စုကိုရရှိသွားတယ်။သူဟာစေချောင်းကိုတက်ရောက်ခွင့်ရပြီးသူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ လမ်းဆက်ရသွားတဲ့ဆေးကြောင်းမှာ သူဟာပိုပြီးကြိုးစားတယ်။သူ့ရဲ့ဇွဲနှွေးနဲ့လုံလာတွေကိုဆရာတွေကချီးကျူးကြတယ်။နှစ်တွေကြာပြီးနောက်မောင်သူရဟာဆရာဝန်တယောက်အဖြစ် အောင်မြင်စွာပွဲရသွားတယ်။သူဟာသူ့ကျေးရွာကိုပြန်လာပြီးကျေးရွာကလူတွေရဲ့ကျန်းမာရေးကိုကူညီဖို့ဆေးကန်းတစ်ခုဖွင့်နေသူ့ရဲ့ကျေးဇူးကြောင့်ကျေးရွာကလူတွေဟာကျန်းမာရေးပြဿနာတွေကိုဖြေရှင်းနိုင်လာကြတယ်။ မောင်သူရဟာသူ့ရဲ့ဘဝကိုပြန်ကြည့်တဲ့အခါသူဟာကျေးဇူးတင်စိတ်နဲ့ပြည့်နှက်နေတယ်။သူဟာအရှုံးမပေးဘဲစူးစမ်းရုန်းကန်ခဲ့တဲ့အတွက် သူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့တယ်။သူဟာသူ့မက်ခဲ့တဲ့အိမ်မက်နဲ့လူသားများကိုကူညီနိုင်ခဲ့တယ်။ မောင်သူရရဲ့ဇလန်းကဘဝမှာခက်ခဲမှုတွေစိန်ခေါ်မှုတွေရှိပေမဲ့အရှုံးမပေးဘဲစူးစမ်းရုံးကံမဲ့ဆိုရင် အောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတာကိုတင်ပေးပါတယ်ဘဝမှာအောင်မြင်ဖို့ဆိုတာလွယ်ကူတဲ့လမ်းမဟုတ်ပေမဲ့ဇွဲနာပဲနဲ့ယုံကြည်မှုရှိရင်မဖြစ်နိုင်တာဆိုတာမရှိပါဘူးလူငယ်တွေအိမ်မက်ကိုအကြီးကြီးမက်ပါငယ်ရွယ်တဲ့အချိန်မှာပညာသင်ပါ